မင်္ဂလာပါသားတို့တမီးတို့ရေဒီခြေကတော့ Grade 5မြန်မာစာကိုသင်ကြားပေးမယ်ဒီခြေမွန်ဖြစ်ပါတယ်ဒီခြေကအခုသားတို့တမီးတို့ကိုသင်ခန်းစာ73သုံးမစာတန်ပေါက်ကဗျာသင်ခန်းစာကိုသင်ကြားပေးမှာဖြစ်ပါတယ်။ဒါတို့သမီးတို့ဟာဒီသင်ခန်းစာကိုသင်ကြားရခြင်းကြောင့်ကဗျာကိုဖတ်ပြီးမှတ်သားလိုက်နာဝယ်များကိုသိရှိပြီးပြပြတတ်လာမယ်။ ကြပြားထဲမှာပါတဲ့ကာယံတူစကလုံးများကိုရှာပြီးမြင်သားတက်လာပြီးဆက်ဆက်ရွတ်ဆိုတက်လာမယ်နော်။တအားသမီးတို့ရေတန်ပေါက်ဆိုတာဘလို့ကြပြားမျိုးစားလဲဆိုတာကိုသိကြလား။ဒီခြေကပြောပြမယ်နော်။တန်ပေါက်ဆိုတာအတန်ကိုပေါရောက်ပေါ်လင်းစွာဖတ်ရတဲ့လင်္ကာတို့မျိုးစားဖြစ်တယ်။မြန်မာကြပြားစတင်တင်ကြကြတဲ့အခါကြပြားအစတန်ပေါက်ကဆိုရဲဆိုရွှေရှိတဲ့အတိုင်းတန်ပေါက်ကိုအရင်တင်ကြကြရတယ်။ ဲ့ဒါကြောင့်တရုတ်သမီးတို့ကတတရားတန်းနဲ့ဆလုပ်ရတာမှလည်းတန်ပေါက်ကပြားများကိုတင် जा ခဲ့ကြရတယ်နော်အခုဒီချိန်ကဖတ်စာစာမျက်နှာ35မှာရှိတဲ့စုံမစာကပြားကိုဖတ်ပြမယ်စုံမစာအစာနှင့်ခိုင်ဝမ်းကိုနိုင် ဝင်နိုင်မစားနှင့်စင်စင်တွေးတော်သူသဘောပြောရင်းမယုံနှင့်မေဆွေတို့မှာဖြောင်းမှန်စွာသစ္စာမဖောက်နှင့်မလေးမစားသူတပါလှည့်ပြားမလိန်နှင့် မိတ်ဆွေဖော်တင်လူချစ်ချင်းတည်င်းမပြတ်နဲ့ပညာထိုးထွင်းတက်လို့လင်းမပြင်းမရင်းနဲ့နေညာချင်းနိုင်ကာလာပိုင်းကြော်တိုင်းမအိမ့်နဲ့သူတပားကို အမျက်လိုပြင်ကိုမထွက်နဲ့ထားကြွရှိမှလိုရာကြလုံးလောက်မလျှော်နဲ့သူများချင်းမြောက်စီကြီးရောက်မမြောက်မကြွားနေတဲ့ဒီကဗျာကို ရေးတဲ့သူကတော့ညောင်မင်းသာဥပုံညာဖြစ်တယ်။သာရသမီးတို့လည်းဒီဆင်နဲ့တူလိုက်ဖက်ကြည့်ကြရအောင်နော်။ဆုံးမစား အစာနှင့်ခိုင်ဝမ်းကိုနိုင်ဝင်နိုင်မစားနှင့်စင်ကျင်တွေးတော်သူတဘောပြောတိုင်းမယုံနှင့်မိတ်ဆွေတို့မှဖြောင့်မန်စွာတစ္ဆာမဖောင်းနှင့်မလေးမစားသူတပါလှေ့ပြားမလိန်နှင့်မိတ်ဆွေဖို့တင်လူချစ်ချင်းတည်င်းမပြတ်နှင့်ပညာထိုးထွင်းတတ်လူနှင့်မပြင်းမရင်နှင့်နေညာချင်းတိုင်းကာလာပိုင်းပျော်တိုင်းမအိမ်နှင့်သူတပားကိုအမျက်လိုပြင်ကိုမထွက်နှင့်ထားချွရှိမှလိုရာကြလုံလားမကျော်နှင့် သူများချင်းမြောက်စီကြီးရောက်မမြောက်မကြွနဲ့ညောင်မင်းသာဥပုံညာဖြစ်ပါတယ်။ညောင်မင်းသာဥပုံညာဆိုတာကတော့1190ကနေ1163အထွန်းမှာရှိတဲ့ဆလီဥပုံညာနဲ့မရှိမနှောင်ပေါ်ပေါက်ခဲ့တဲ့စာဆိုတော်ကြီးတူဖြစ်တယ်။ရဟန်းဘွေရတော့ဥပုံညာဖြစ်ပြီးညောင်ဝင်သားเจ้าမှာတည်င်းတုံးလို့เจ้าကိုအဆွေပြုပြီးတော့ညောင်ဝင်သားဥပုံညာလို့ခေါ်ဆိုခဲ့တာเนาะ ဒီခြေကကြပြကိုဖျက်ပြပြီဆိုတော့ကြပြထဲမှာပါတဲ့သားတို့သမီးတို့နားလေကိုအနေငယ်ခက်ခဲတဲ့အဓိပ္ပာယ်လေးတွေကိုဒီခြေကပြောပြပေးမယ်နော်စင်ချင်းစင်စားသည်သဘောစိတ်မီစိတ်ထားအချင်းစရိုက်သစ္စာ အမှန်တရားမှန်ကန်သောစကားတဲ့ပြလက်ပတ်သွေးဆောင်သည်ချင့်တွက်စားသည်မှန်စားသည် ကာလအချိန်ခါကာယံကြပြလင်္ကာတွင် စီမြင်များအရာဆက်ထားသောစကားလုံးတို့ဤညွတ်သောအတန်ဖြစ်တယ် ်ဒီခြေကအခုစုံမစာကပြားပါစာကြောင်းရဲ့အဓိပ္ပာယ်လေးကိုရှင်းပြပေးမယ်နော်အစာနှစ်ခိုင်ဝန်းကိုနိုင် ဝင်းတိုင်းမစားနေဆိုတာကတော့အစာစာများကို ဝင်းတိုင်းမစားပါနဲ့ကိုဝန်းနဲ့တိုင်းထွာပြီးတော့စားတင်နေ။စင်ကျင်တွေးတော်သူသဘောပြောတိုင်းမယုံနေဆိုတာကတော့ဒါတို့သမီးတို့ရေသူများပြောတဲ့စကားကိုပြောတိုင်းမယုံပဲတိစားစဉ်းစားတွေးတော်ရမယ်။ မိတ်ဆွေတို့မှာဖြောင်းမှန်စွာသစ္စာမဖောက်နဲ့ဆိုတာကတော့မိတ်ဆွေတငယ်ချင်းတွေအပေါ်ကိုသစ္စာမဖောက်ပဲဖြောင်းမှန်မှန်ကန်စွာဆက်ဆံရမယ်။မလီမစားသူတပါးလှည့်ပြားမလီနေဆိုတာကတော့အခြားသူတပါးပေါ်မလီမစားမဆက်ဆံရဘူးလှည့်ပြားလိမ်လင်ခြင်းမပြုလို့ရဘူး။မိတ်ဆွေဖို့တင်လူချစ်ချင်းတတိမပြတ်နေဆိုတာကတော့မိတ်ဆွေအပေါင်းအသင်းတွေကြားထဲမှာချစ်ချစ်ခင်ခင်နေရမယ်။ ပညာထိုးထွင်းတက်လို့လေမပြင်းမကြီးနဲ့ဆိုတာကတော့ပညာကိုထူးထူးကျွန်ကျွန်တက်မြောက်လို့လေမပြင်းမကြီးစွာသင်ယူရမယ်။နေညာချိန်တိုင်းကာလပိုင်းပျော်တိုင်းမအိပ်နေဆိုတာကတော့နေညာအချိန်ပိုင်းခြားကိုချိန်ချိန်နိုင်စားပြီးအချိန်ရှိတိုင်းမအိပ်ပါနဲ့။သူတပားကိုအမျက်လို့အပြင်ကိုမထွက်နဲ့ဆိုတာကတော့အခြားသူတပားကိုကိုကအရန်ဒေါသထွက်နေမယ်ဆိုရင်တော့ကိုရဲ့ဒေါသကိုအပြင်ကိုမထွက်ပဲစိတ်ထဲမှာပဲထားလိုက်ပါ။ ထားချရှိမှလိုရာကြလုံလမယော့နေဆိုတာကတော့လုံလဝရိယကိုတက်တက်ကြွကြွရှိမှသာကိုလုံးချင်းနဲ့ကိုလိုချင်းနဲ့ပန်းတိုင်းကိုရရှိနိုင်မှာဖြစ်တယ်။သူများချင်းမြောက်စိတ်ကြီးရောက်မပြောင်းမကျွတ်နေဆိုတာကတော့သူတစ်ပါးကချင်းမြင့်နှောင်စားတာကိုစိတ်ကြီးဝင်ပဝင်မြင့်ပြီးပြောင်းကျွတ်ပြီးမနေပါနဲ့တဲ့။သာလို့သမီးတို့ရဲ့ဒီချေကကပြပါအတိပယ်လေးတွေကိုရှင်းပြပေးပြီးဆိုတော့ကပြထဲမှာပါတဲ့ကာယံလေးကိုဒီချေနဲ့အတူတူ ရှာကြည့်ကြရအောင်။ ။ကာယံဆိုတာကတော့ဘီတံ꿰ပြီးတရတံတူတာကိုကာယံလို့ခေါ်တယ်။ဘီအခရာတွေကိုမှတ်မိကြသေးရဲ့လား။ဘီအခရာ33ခုရှိရယ်နော်။ကာကြီးကနေအာထီဖြစ်တယ်။အခြေခံတရကတော့7နှလုံးရှိရယ်။ဒီချေရုဆုံးမစာကပြားတွေကကာယံတွေကိုတီချင်တဲ့အတူတူရှာပြီးမြင်သားကြရအောင်အစာနဲ့ခိုင်းဝန်းကိုနိုင်ဝင်းတိုင်းမစနဲ့ဆိုရဲအဲ့ဒီကကာယံတွေကတော့ခိုင်းနိုင်တိုင်းလို့ဖြစ်တယ်။ ရှင်ကျင်တွေ့တော်သူတော့ပျောတော့မယုံနေဆိုတာကတော့တော်ဘောပျောတို့ဖြစ်တယ်နော်မိတ်ဆွေတို့မှာဖြောင်းမှန်စွာတစ္ဆာမဖောင်းနေဆိုတာကတော့မာစွာစာတို့ဖြစ်တယ်မလေးမစားသူတပါလှည့်ပြားမလိမ့်နေဆိုတာကတော့စာပါဖြားတို့ဖြစ်တယ်မိတ်ဆွေဖို့တင်လူချစ်ချင်းသတိမပြတ်နေဆိုတာကတော့တင်ချင်းတင်းတို့ဖြစ်တယ် ညာထိုးထွင်းတက်လို့လေမပြင်းမင်းနဲ့ဆိုတာကတော့ train clean ပြင်းလို့ဖြစ်တယ်။နေညချိန်တိုင်းကာလာပိုင်းပျော်တိုင်းမအိမ့်နေဆိုတာကတော့နှိုင်းပိုင်းတိုင်းလို့ဖြစ်တယ်။သူတစ်ပါးကိုအမျက်လို့ပြင်းကိုမထွက်နေဆိုတာကတော့ကိုလိုကိုတို့ဖြစ်တယ်။ထားကြွရှိမှလိုရာကြလုံလမလျှော့နေဆိုတာကတော့မကြလတို့ဖြစ်တယ်။သူများချင်းမြောက်စိတ်ကြီးရောက်မမြောက်မကြွနဲ့ဆိုတာကတော့ မြောက်ရောက်မြောက်လို့ဖြစ်တယ်ဒီခြေကသာလို့သမီးတို့ကိုကြပြာကိုလည်းဖတ်ပြပေးပြီကြပြာရဲ့အထိပယ်ကိုလည်းရှင်းပြပေးပြီကြပြာထဲမှာပါတဲ့ကာယံတွေကိုလည်းရှားပြပေးပြီဆိုတော့သာလို့သမီးတို့သုံးမစာကပြသင်ခန်းစာကိုနားလည်မယ်လို့ဒီခြေမျှော်လင့်ပါတယ်ဒီခြေတို့နောက်စာသင်ချိန်မှာပြန်တွေ့ကြမယ်နော်